ဩရတရဲ့ဇနီးဖြစ်သူဟာဩရတအခွေရေးကိုဆက်ခံပြီးတော့မှရောက်ခမထံကနေအမွေတောင်းခံခွင့်ရှိပါသလားအလုံးမဲ့မင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာ Law Firm ကတရားလွှတ်တော်ရှင်နေဦးအောင်ကျော်ဖြူဖြစ်ပါတယ်ကျွန်တော်တို့ Law Firm အနေနဲ့အများပြည်သူတို့သိထားတဲ့ဥရိစာကိစ္စအများကိုဆွေးနွေးမျှဝေလျက်ရှိပါတယ် ဲ့တော့ဩရတရဲ့ဇနီးဖြစ်သူကဩရတအခွင့်အရေးကိုဆက်ခံပြီးတော့မှယောက်ခမဖြစ်သူထံကနေအမွေတောင်းခံခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရှင်းထုတ်နှစ်ခုရှိပါတယ်။အဲ့တော့ပထမစီရင်ထုံးကတော့ဒေါခင်လနဲ့ဒေါမြတန်းခဒေါမြမြတန်းပေါ့နော်မြန်မာနိုင်ငံတရားစီရင်ထုံးများစာ ရှစ်အပုဖြစ်ပါတယ်။စီရင်ထုံးရဲ့အကျဉ်းကတော့ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေဖြစ်ကြတဲ့ဥကျော်ခိုင်နဲ့ ဇနီးတော်ခင်လာတော့မှာตาဥမျိုးကျော်ဆိုတဲ့ตาတူထွန်ကားပါတယ်เนาะဥကျော်ไก่သိဆုံးတဲ့အခါကျတော့ဇနီးဖြစ်သူတော်ခင်လာနဲ့ตาဖြစ်သူဥမျိုးကျော်တို့ကြံရစ်ပါတယ်ဖခင်ဖြစ်သူဥကျော်ခိုင်တည်ဆုံးတဲ့အခါမှာသားဖြစ်သူဥမျိုးကျော်ရဲ့အသက်ဟာ42နှစ်ရှိပြီဖြစ်လို့เนาะဥမျိုးကျော်ဟာအော်ရတအကွင့်ကြီးကိုရရှိခဲ့ပါတယ်အဲ့တော့ဖခင်ဥကျော်ခိုင်တည်ဆုံးပြီး9လခန့်အကြာမှာဥမျိုးကျော်က ဒီအမှုမှာပါတဲ့တရလိုပေါ့နော်ဒေါမြသန်းနဲ့တရားဝင်ထိမ်းမြတ်လက်ထက်လိုက်ပါတယ်မိခင်ဖြစ်သူဒေါခင်လာကိုရိုင်ကလိုက်လံပြီးတော့မှတောင်းရန်ပေးခဲ့ခြင်းဖြစ်တယ်လို့အဆိုရှိပါတယ်အဲ့လိုပေါင်းသင်းနေထိုင်ခဲ့ကြပြီးတဲ့နောက်မှာဥမျိုးကျော်ကတည်ဆုံသွားပါတယ်သာသမီကြံရစ်ခဲ့ခြင်းမရှိဘူးပေါ့နော်ဥမျိုးကျော်တည်ဆုံတဲ့အခါကျတော့ဇနီးဖြစ်သူဒေါမြသန်းက ဦးမျိုးကျော်ရရှိမဲ့ဩရတဝေစု၄ပုံ၃ပုံကိုသူကအမွေဆက်ခံခွင့်ရှိတယ်ဆိုပြီးတော့မှ ရောက်ခမထံကအမွေတောင်းပါတယ်။ရောက်ခမဖြစ်သူဒေါခင်လာကညင်းဆန်တဲ့အခါကျတော့အမှုဆွဲတယ်ပေါ့နော်။ဒါကြောင့်မလို့ဒီစီရင်ထုံးပေါ်ပေါက်လာခြင်းဖြစ်တယ်ပေါ့။အဲ့တော့စီရင်ထုံးမှာပါတဲ့အခြားချက်လက်တွေကိုကျွန်တော်ကြော်လိုက်မယ်ပေါ့နော်။စီရင်ထုံးကို အဆုံးဖြတ်ချက်လေးကိုကျွန်တော်တင်ပြပေးရမယ်ဆိုလို့ရှိရင်တရားရုံးချုပ်ကအထူးယူခံမှာပေါ့နော်ဘယ်လိုဆုံးဖြတ်တယ်လဲဆိုရင်ထပ်မံဆုံးဖြတ်ချက်မှာပါယခုအမှုတွင်တဲ့အိမ်တော်ပြုပြီးချိန်မှစ၍တဲ့လင်ဤမိဘထံတွင်လင်နဲ့အတူလိုက်၍နေခဲ့သောချွေးမဖြစ်သူဒေါမြသန်း၌တဲ့သားသမီးထွန်းကားခြင်းမရှိဘဲလင်သိဆုံးသည့်အခါလင်ဤရရှိခဲ့ပြီးဖြစ်သောဩရတအခွေရေကို မရဖြစ်သူဒေါ်မြသန်းအနေဖြင့် ရောက်ခမထာမှာတောင်းဆိုပိုင်ခွင့်ရှိသည်လို့ဆုံးဖြတ်လိုက်ပါတယ်เนาะဒါကြောင့်ဩရတအခွေကိုချွေးမကဆက်ခံပြီးတော့တော့ရောက်ခမတန်ကအမွေတောင်းခွင့်ရှိတယ်လို့ဆုံးဖြတ်ခဲ့တယ်စေတုံးဖြစ်ပါတယ်နောက်ထပ်စေတုံးတစ်ခုကလည်းเนาะပုံစံတူပဲဖြစ်ပါတယ်အဲ့ဒီစေတုံးကတော့ဒေါ်ဆန်းလွင်နဲ့ဒေါ်တန်းခဒေါ်တန်းတန်းပေါ့เนาะ2009ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးများစာ29အမှုဖြစ်ပါတယ် ။စီရင်ထုံးရဲ့အကျဉ်းချုပ်လေးကတော့မြန်မာဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ဥထွန်းခင်နဲ့ဇနီးတော်တန်းတန်းတို့မှာဥခင်မောင်မြင့်လို့ခေါ်တဲ့သားတူထွန်းကားတယ်ပေါ့နော်။သားဖြစ်သူဥခင်မောင်မြင့်ကယခုအမှုမှာပါတဲ့တရလိုဒေါ်ဆန်းလွင်နဲ့အိမ်တော်ကြပါတယ်။အဲ့တော့ဥထုံးခင်ကွယ်လွန်တဲ့အခါမှာတားဖြစ်သူဥခင်မောင်မြင့်ကဩရတအခွင့်အရေးကိုရရှိတယ်ပေါ့နော်ဒါပေမဲ့ဥခင်မောင်မြင့်ကဩရတရဲ့အခွင့်အရေးကို မတောင်းဆိုရသေးပဲနဲ့ကွယ်လွန်သွားပါတယ်အဲ့တော့ဥက္ကမောင်မြေကွယ်လွန်ပြီးနောက်မှာ၃လခန့်အကြာမှာပေါ့နော်ဒေါ်ဆန်းလွင်ကနောက်အိမ်တော်ထူလိုက်ပါတယ်အဲ့လိုနောက်အိမ်တော်ထူလိုက်ပြီးတဲ့အချိန်ကြမှာဒေါ်ဆန်းလွင်ဟာနော်အရင်ခမွေးရဲ့အရသအခွေကြီးကို သူရထိုက်ပါတယ်ဆိုပြီးတော့ရောက်ခမထံကနေပြီးတော့မှအမွေတောင်းပါတယ်အဲ့တော့ရောက်ခမဖြစ်သူကညင်းဆန်ခဲ့တဲ့အတွက်ဒီအမှုဆွဲလို့ဒီစင်တော့ဖြစ်လာတယ်ပေါ့နော် ဒီစီရင်ထုံးမှာအဓိကအခြားအချက်တွေအပြင်ပေါ့အဓိကအငင်းပွားတဲ့အချက်တစ်ချက်ကတော့နောက်အိမ်တော်ပြုပြီးဖြစ်လို့အရင်အိမ်တော်ရဲ့အမွေကိုဆက်ခံခွင့်ရှိမရှိဆိုတဲ့အချက်ဖြစ်ပါတယ်အဲ့တော့နောက်ဆုံးဆုံးဖြတ်ချက်လေးကိုပဲဆွေးနွေးမျှဝေပေးရမယ်ဆိုလို့ရှိရင်တရားလွတ်တော်ချုပ်ကနော်တရားရုံးချုပ်ကအထူးယူခံမှာဘယ်လိုဆုံးဖြတ်တယ်လဲဆိုရင်တရားစွဲဆိုချိန်တွင်တဲ့နောက်အိမ်တော်ထူပြီးဖြစ်သည့်ချွေးမကတဲ့ကွယ်လွန်သူလိင်ဩရတအခွင့်အရေးအရာ ရောက်ခမထာမှာအမွေထောင်းခံွယ်ရှိတယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့တော့ဒီစီထုံးနှစ်ခုစလုံးကနော်ဒီဩရတရဲ့အခွေရေးကိုဇနီးဖြစ်သူကဆက်ခံပြီးတော့ရောက်ခမထာကနေအမွေထောင်းခံွယ်ရှိတယ်လို့ဆုံးဖြတ်ခဲ့ပါတယ်နော်ဒီမှာကျွန်တော်အနှစ်ချုပ်လေးဆွေးနွေးပေးချင်တာရှိပါတယ်။အဲ့ဒါကတော့ရှေးပိုင်းမှာကျွန်တော်ချွေးမဖြစ်သူနော်တမတ်ဖြစ်သူတွေကဘယ်လိုအခြေအနေမျိုးမှာရောက်ခရီးရောက်ခမတွေရဲ့အမွေကိုဆက်ခံွယ်ရှိတယ်ဆိုတဲ့အကြောင်းလေးကိုဆွေးနွေးမျှဝေပေးခဲ့တာရှိပါတယ်။ တမာအဖြစ်ဆိုလို့ရှိရင်เนาะချွေးမသမတ်တွေဟာမိမိရဲ့အိမ်အောင်ဘတ်ဟာယောက်တိယောက်ကမဖြစ်တဲ့တူထက်ဖြစ်စီနှုတ်စလုံးထက်ဖြစ်စီဥစွာကွယ်လွန်ခဲ့မယ်ဆိုရင်ချွေးမသမတ်နေနဲ့အမွေဆက်ခါခွင့်မရှိပါဘူးဒါပေမဲ့လည်းပဲမိမိရဲ့အိမ်အောင်ဘတ်ဟာဒီအစီအနှုံးမှာပါတဲ့ဩရတသာသမီမျိုးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့အဲ့ဒီဩရတအခွေကိုဆက်ခံပြီးတော့ယောက်တိယောက်ကမထံကနေအမွေဆက်ခံခွင့်ရရှိမှာပဲဖြစ်ပါတယ် ဘာမှအဖြစ်ပြောမယ်ဆိုရင် အမွေဝစု၄ဘုံတစ်ဘုံတောင်းဝစ်ရှိတယ်။ဩရတဖြစ်တဲ့နေ့ကစပြီးတော့၁၂နှစ်အတွင်းတောင်းခံရမယ်ဆိုတဲ့အကြောင်းလေးကိုဆွေးနွေးမျှဝေပေးလိုက်ရပါတယ်။နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။